ခြေပဝဲကျင်းရွာလေးကတော့အရင်ကိုတာယာလှပပါတယ်။အဲ့ဒီရွာလေးမှာတော့စိမ့်ဆုနေတဲ့တောအုပ်တွေပေါ်ပြီးတာရဲ့တရိတ်ဆန်တွေပေါ်များပါတယ်။နေသားတဲ့နေ့လေးတနေ့မှာတော့အာလူးနဲ့ဖိုးထောင်တို့ကရွာနောက်ကချောင်းလေးထဲကိုလာပြီးငါးတွေများနေကြပါတယ်။ဒီနေ့တော့ရာသီဥတုကောင်းတယ်ကွာ။ငါးမြများရရင်ကောင်းတယ်။အေးကွာငါးတွေမြများရရင်တော့စားလို့ကောင်းမှထန်တယ်။လက်ဆက်ပြီးချိုးနေမှာပဲ။ကြော်ရာထက်กินစားတာပိုကောင်းပါတယ်ကွာ။ကြုံစီကုံသေးရဲ့။ ငါတော့ကေနာပဲပူကြိုက်တယ်ကွာကြော်စားတာပူကောင်းတယ်ကွာငါတော့ကြော်စားမယ်ကေနာပူကောင်းပါတယ်ကွာငါတော့ငါးရံကင်စားလိုက်မယ်ကြော်စားတာပူရတာရှိတယ်ကွာငါတော့ကင်မယ်ငါတော့ကြော်မယ်ကွာကင်မယ်ကြော်မယ်ကင်မယ်ကြော်မယ်နားညှိလိုက်တာကွာကေးဟဲအာလူလဲနားညှိလာတာနဲ့ဖိုးထောင်ကိုရေတဲ့ကန်ချလိုက်ပါတယ်တလောက်တောင်ကင်ချင်နေတာမင်းတယောက်တည်းသွားကင်တော့ဖိုးထောင်တို့ကငယ်ငယ်ချင်းတွေဖြစ်ကြသလို သူတို့နှစ်ယောက်လုံးကလူပြိုကြီးတွေပါတနေ့မှာတော့သူတို့နှစ်ယောက်ဟာမူရှာဖို့အတွက်တောအုပ်လေးတဲ့ကိုထွက်လာကြပါတယ်ဒီနေ့မူရပါမလားကွာမနေ့ကလည်းငားမရဘူးတိုင်းပြည်ကလည်းစီးပွားရေးတွေထိုးကြနေတာခြွေတာစားမှရမယ်ကွာငါတို့ညကြရင်ပါတောင်းချန်သွားပြီးတော့ဘူးတိခိုးကြမလားမေပုမှာတော့စက်တွေများကြီးပဲကွာညဆောက်တော့ကြီးစစ်စင်ကြမယ်လေမော်ရီရရင်တော့ပူတီသွားခိုးစားเสียမလိုပါဘူးကွာသူနှစ်ယောက်လည်းစကားတပြောပြောနဲ့သွားကြရင် ရန်ချမ်းတို့ရဲ့ခြံလေးကိုရောက်သွားပါတယ်။ခီအောင်ရန်ချမ်းမင်းပါရီလုံနေလဲကွာ။အပေနွေရှေလောင်းနေရလေ။မင်းတို့ကဘယ်နေလာကြရလဲ။ငါတို့ကမိုးရှာဖို့ထွက်လာကြတာကွာ။ဟိုတလောကငါမင်းတို့မိမယူလိုက်ပြီလို့တရင်ကြားတယ်ကွာ။မိမမရသေးမှလား။ဘယ်ရလာပြီးမိမရမှလဲကွာ။ငါတို့တောင်အကျွေးတွေဝိုင်းနေတာအခုတောင်စားဖို့မရှိဘူးကွာ။မင်းတို့လာတာနဲ့အတော်ပဲကွာ။ငါမင်းတို့မိမချောချောလေးတွေများတဲ့ရွာလေးတွေရအောင်ပြောပြချက်နေတာ။ဟာ တကယ်ပြောတာလားကွာမင်းပြောတာနဲ့ငါရင်တွေတောင်ခုန်လာပြီတကယ်ပြောတာကွာအဲ့ဒီရွာမင်းကလေးတွေကအရင်ကလှကြတာမင်းတို့အဲ့ဒီရွာလေးကိုအလဲသွားချင်ကြလားငါတို့သုံးယောက်သွားရင်အေးဆေးပဲကွာခိုးထောင်ကတော့မိမချော်လေးတွေဆိုတဲ့စကားကြောင့်သွားကြည့်ပေါ်အောင်ပြုံးလိုက်ပါတယ်ခေကောင်အာလူငါတို့အတူတူတီရွာလေးကိုသွားကြမလားအေးသွားကြမယ်လေငါလဲမိမတယောက်လောက်တော့လိုနေတာကွာအဆင်ပြေအဲ့ဒီရွာမင်းကလေးနဲ့လက်ထပ်လို့ရတယ်โอเคအဲ့ဒါဆိုငါတို့သွားကြတာပေါ့ မင်းတို့နှစ်ယောက်လုံးသွားကြမယ်မလားဒီညငါအိမ်မှာပဲအိတ်လိုက်တော့ကွာမနဲ့အစောကြရင်ငါတို့တူတူသွားကြတာပေါ့ဖိုးထောင်တို့နှစ်ယောက်လည်းတငယ်ချင်းဖြစ်သူရန်ချမ်းရဲ့အိမ်မှာညအိတ်လိုက်ကြပါတယ်နောက်တနေ့မနဲ့စောစောမှာပဲရန်ချမ်းဖိုးထောင်အာလူတို့ကမိမချောလေးတွေရှိတဲ့မိမလာရွာလေးကိုထွက်လာခဲ့ကြပါတယ်သူတို့သုံးယောက်ကမကြမီမှာပဲမိမလာရွာလေးကိုရောက်လာကြတယ်အဲ့ဒီရွာလေးထဲကမိန်းကလေးတိုင်းအရန်ကို ချုံမောလှပကြတယ်အာလူ ရင်ချမ်းပြောသလိုတီရွာလေးတဲ့မိန်းကလေးတွေအရင်ချောကြတာပဲနော်ငါတော့မိမရှုပ်ပြီးတီရွာလေးမှာပဲနေချင်သွားပြီကွာအေးကွာ very good ပဲရွာလေးကအရင်ကိုတရားလှပပါတယ်ခဏကြာတော့ဖိုးထောင်တို့သုံးယောက်ကိုရွာထဲကမိမချောလေးနှစ်ယောက်က လာရောက်ကြိုဆိုကြပါတယ်ဖိုးထောင်နဲ့အာလူတို့ကအရင်ကိုလှပချစ်စရာကောင်းတဲ့မိမချောလေးနှစ်ယောက်ကိုကြည့်ပြီးတတိတောင်လစ်ချင်သွားပါတယ်သူတို့သုံးယောက်ရွာလေးကိုရောက်ပြီးမကြမီမှာပဲအမောင်ကြသွားပါတယ် ဒီနေ့ကလပညာမို့လရောင်ကထင်းထင်းသားနေပါတယ်။ကြွားလေးထဲကမိမချောလေးနှောက်ကတော့အရန်ကိုစေတနာကောင်းကြပါတယ်။ဖိုးထောင်တို့ကိုကြက်သားခင်ဝက်သားကျော်တရက်ချန်တော့စားရဟင်မျိုးမျိုးနဲ့ဧခန်ကျွေးမွေးကြပါတယ်။စားကြတော့ကိုကို။အိုးညီမလေးရဲ့ဟင်းတွေအများကြီးပါလား။အမနာနဲ့နော်ဒါကျမတို့ကိုယ်တိုင်ချက်ထားတာ။တရက်ညီမလေးတို့ကချစ်စရာလည်းကောင်းတယ်လို့စိတ်ထားလည်းကောင်းလိုက်တာနော်။အကိုကြီးတော့တရားနေတော့မပြောင်းချင်တော့ဘူး။ ငါလည်းတတူပဲကွာဒီမှာအမြင်နေလို့ရမလားညီမလေးရတာပေါ့ကိုကိုရဲ့မိမတို့ရွာตาရလှပတယ်လို့မိမချောလေးတွေလည်းအများကြီးပဲလေဟိဟိဟုတ်တယ်ညီမလေးအကိုတော့မပြန်ချင်တော့ဘူးခင်အနီလေးကငါ့ဟာနော်ငါလည်းဒီရွာလေးမှာအခြေချတော့မယ်ဒီရွာတရွာလုံးကမိမချောလေးတွေကငါ့ချစ်သူတွေကြီးပဲမင်းကလည်းတလောက်တော့လောဘမကြီးနဲ့လေငါတို့မြတ်မြတ်တတလောက်ကြတာပေါ့အကိုတို့ဘာတွေပြောနေရလဲစားလောင်နော် ဘာမှမဟုတ်ပါဘူးညီမလေးညီမလေးတို့ရွာလေးကအရင်ကအေးချမ်းတာပဲနော်နောက်တရမနဲ့စောစောမှာတော့စပယ်တို့ညီမတွေကဖိုးထောင်တို့စားတော့ဖို့အတွက်အစင်သင်ပြင်ဆင်ပေးထားတာကို တွေ့လိုက်ရပါတယ်အရင်ကကက်စီနဲတဲ့ဖိုးထောင်နဲ့အာလူတို့လည်းဒီရွာလေးကိုရောက်လာမှစားတော့ဖို့အတွက်ပူပန်စရာမလိုတော့ပါဘူးသူတို့နှစ်ယောက်ကထမင်းစပွဲကိုကြီးလိုက်တော့ကျက်သားဟင်းနဲ့မွေကောင်းကင်ကိုတွေ့လိုက်ရပါတယ်ဒီနေ့လည်းဖိုးထောင်တို့ကစပယ်တို့အိမ်မှာထမင်းစားလိုက်ကြပါတယ် သူတို့နောက်ထမင်းစားပြီးသွားတော့ရွာလေးထဲကိုရှောက်ကြည့်ကြပါတယ်။ရွာလေးထဲကမိမချောလေးတွေကတော့ထောင်းသူဟာထောင်းချက်ပြုတ်ဖို့ပြင်ဆင်သူဟာပြင်ဆင်နေကိုစီအလွတ်လုံနေကြတာကိုတွေ့လိုက်ရပါတယ်။ဒီရွာလေးထဲမှာနေထိုင်ရတာအရင်ကအေးချမ်းတာပဲကွာ။ကိုစီအလွတ်လုံနေကြတယ်။ငါလည်းမိမယူချမ်းလာပြီကွာ။ငါလည်းဒီရွာလေးကနေမပြန်ချင်တော့ဘူး။မိမချောလေးတွေကလည်းများလိုက်တာကွာ။ငါတို့ရွာလေးနဲ့များကွာပါ။ဟောပြောရင်းဆိုရင်စပယ်တို့ငါတို့စီကိုရောက်လာကြပြီကွာ။ဟင် ကိုတို့ကတေယိုရောက်နေကြပါလားထမင်းစားကြမယ်လေအကိုတို့အတွက်အစင်းသင်းပြင်ထားပြီးပြီမြမတို့ကအကိုတို့လိုက်ရှာနေတာအကိုတို့ကရွာထဲမှာရှောက်ကြည့်နေကြတာအရင်ကတာယာတာပဲနော်အော်အကိုရဲ့ဒီရွာလေးကစပြိုးရေးလည်းကောင်းမွန်နေစားတော့ဖို့အတွက်လည်းပူစရာမလိုဘူးလေဒီရွာလေးမှာတော့စင်ချက်ကြနေထိုင်လို့ရပါတယ်ဟေးဖိုးထောင်မင်းတို့ညောဒီရွာငယ်လေးမှာနေထိုင်ရတာအဆင်ပြေရလားကွဘလို့လဲငါပြောသလိုမိမချောတွေအများကြီးပဲမှတ်လားအေးဟုတ်တယ်ကွာ ငါတီရွာမှာပဲနေတော့မယ်ငါမပြန်တော့ဘူးနော်တေချာသွားပြီလားကွာမင်းတို့နှစ်ယောက်ငါနဲ့တူတူခဏလိုက်ခဲ့ကွာအမဲပြစ်သွားရအောင်အေးငါလည်းတော့ဝတ်သားစားချက်နေတယ်ကွာတားကမပြစ်ရတာတော်တော်ကြပြီရန်ချင်းမင်းကိုကျေးဇူးတင်ပါတယ်ကွာမင်းငါတို့တီရွာလေးစီခေါ်လာပေးလို့လေငါတော့တီရွာလေးမှာနေရတာအယမ်းပျော်တာပဲဒီလိုနဲ့သူတို့တငယ်ချင်း၃ယောက်လဲတောအုပ်လေးထဲမှာအမဲလိုက်ကြပါတယ် ဒါပေမဲ့ဒီနေ့မှာတော့ဘယ်အသားကောင်ကိုမှမရပါဘူး။သူတို့၃ယောက်လည်းအမှောင်မကျခင်ရွာလေးတဲကိုပြန်လာလိုက်ကြပါရဲ့။ဒီညမှာတော့ဖိုးထောင်တို့ကစပယ်တို့အိမ်မှာညအိတ်ကြပါရဲ့။ခဏကြာတော့ဖိုးထောင်က အပြင်ကနေစကားပြောတဲ့သူကြားလိုက်ရပါရဲ့။အင်းတို့နှစ်ယောက်သူ့မလွတ်စင်နဲ့နော်။ဦးကလီစာတွေဖောက်ပြီးစားရမယ်။ဟုတ်ကဲ့ပါမရဲ့။သမီးကတော့ကြောက်ကက်ဆိုပူကြိုက်တယ်။ဟောစပေးရင်အပြင်မှာပါထွက်လို့နေရလဲမင်းတို့မအိတ်ကြအောင်လား။ ဖိုးထောင်ကအခုလိုပြောလိုက်တော့ဖွာအီလည်းမြင်မြန်ထွက်သွားတယ်။စပယ်လာလေညတော်တော်နှက်နေပြီ။အော်အကိုကြီးစစောကညီမရဲ့ဖွာလေ။အော်စပယ်ရဲ့ဖွာလား။အော်သူတို့စကားပြောဆိုနေတာကိုရန်ချန်ကခက်လန်းလန်းကနေအသာကြည့်နေပါတယ်။ရန်ချန်ကတော့တရွာလေးထဲမှာနေထိုင်ကြတဲ့သူတွေအားလုံးဟာတရဲရည်ကြီးပဲဆိုပြီးတတင်းရထားပါတယ်။ရန်ချန်တယောက်ပြောင်းနေပါလား။သူငါတို့စီကိုရောက်မလာသေးဘူး။အေးဟုတ်တယ်ကွာ ။ "तू မအားလို့လာမှမသိတာ။ तू ဘာများဖြစ်နေရလဲလို့လေ။ "हे ။ရန်ချန်မင်းအလုပ်များနေလားကွာ။ငါတို့ကမင်းကိုမျောနေတာ။မင်းတို့နှစ်ယောက်ကိုငါပြောစရာရှိတယ်ကွာ။လာငါနဲ့လိုက်ခဲ့။အရေးကြီးလို့လားကွာ။လာပါငါနောက်လိုက်ခဲ့။အရေးကြီးတာပြောပြမယ်။ထိုးထောင်တဲ့အာလူတို့လည်းရန်ချမ်းနောက်ကိုလိုက်သွားကြပါတယ်။တနေရာကိုရောက်တော့ရန်ချမ်းရက်လိုက်ပါတယ်။ငါပြောမယ်။တီရွာတစီရွာကွာ။ရွာထဲကသူတွေအလုံးအသက်ရဲတစီတွေကြီးပဲ အရင်ကချောမောတဲ့အသွင်ဟန်ဆောင်ထားတဲ့မိမချောလေးတွေကသူတို့ကိုကြိုက်လာလို့ပြီးဥကလီစာတွေဖောက်စားတာကွာဟာမင်းမင်းတကယ်ပြောနေရလားကွာတကယ်ပဲတီရွာတစီရွာလားလူသားစားတာလားဟုတ်တယ်ကွာမင်းတို့တီရွာလေးတွေကနေအမြန်ထွက်သွားကြပါသူတို့ကမင်းတို့စားကြလိမ့်မယ်တီရွာလေးတွေကမြင်မြင်သွားကြပါငါယတနာတွေလည်းရလာတယ်ဒီမှာမင်းတို့နှစ်ယောက်တည်းသူတို့ကလူတွေတက်ပြီးယတနာတွေကိုလည်းတနေရာမှာတင်ထားကြတာလေရန်ချမ်းကယတနာတွေကိုပေးလိုက်ပြီးအကြောင်းစုံပြောပြလိုက်တယ် သူတို့၃ယောက်ကညအချိန်မှာပဲတစီရွာတွေကနေထွက်ပြေးလာခဲ့ပါတယ်။ဖိုးထောင်ကအင်ကိုရောက်လာတော့ရန်ချမ်းပြည့်တဲ့အထုပ်ကိုဖြီးလိုက်တာ အထဲမှာရွှေတုံးတွေရှိနေပါတယ်။တစီရွာလေးထဲမှာတော့ဖိုးထောင်တို့တွေလွတ်မြောက်သွားတာကြောင့်တစီမတွေကအရန်ကိုတောသားထွက်နေပါတယ်။မင်းတို့တေချာစောင့်ကြည့်ပါလို့ငါပြောထားလေ။အခုတော့ငါတို့လက်ကနေလွတ်သွားပြီ။ဖိုးထောင်တို့ကတော့တစီရွာလေးထဲကနေငွေချင်းဖြစ်သူရန်ချမ်းကြောင့်လွတ်မြောက်လာခဲ့ပါတယ်။ သူတို့သုံးယောက်လုံးကတော့အရင်ကိုကြောက်စရာကောင်းနဲ့လူသားစားတစ်စီရွာကိုဘတော်မှမေ့နိုင်တော့မှမဟုတ်ပါဘူး။ပရိသတ်တွေကို channel သစ်ခုနဲ့မိတ်ဆက်ပေးချက်မှာရှင်။အဲ့ဒါကတော့အခုပြထားတဲ့ ZB 3D animation channel ပဲဖြစ်ပါရဲ့ရှင်။ဒီ channel မှာလည်းအမိုက်စားဗီဒီယိုတွေကိုကြည့်ရှုရမှာဖြစ်ပါတယ်။